ကချင်ပြည်ဖက်ကတ်မြို့နယ်တဲကဒီရွာခုနှစ်ရွာလောက်မှာနေထိုင်တဲ့ပြည်သူတွေဟာတိုက်ပွဲတွေနောက်ပြီးတော့စစ်ရေးတင်းမာမှုတွေကြောင့်မြစ်ကြီးနာမိုးကောင်းမိုးညင်းစတဲ့မြို့နယ်တွေဘက်ကိုအာစစ်ဘေးရှောင်နေကြပြီဖြစ်ပါတယ်ဖက်ကတ်မှာတိုက်ပွဲတွေပြင်းထန်လာတာကြောင့်စက်တမလ20ရက်နေ့လောက်ကစပြီးတော့စစ်ဘေးလွတ်ရာမြို့နယ်တွေစီကိုအလံဖြူတွေထောင်ပြီးတော့ထွက်လာနေကြတာလို့ဒေသခံတွေကပြောပါတယ်ဒီနေ့အချိန်ထိတစ်ဖွဲ့ပြီးတစ်ဖွဲ့ဆိုင်ကယ်တွေကားတွေနဲ့ အလံဖြူထောင်ပြီးတော့ဖကန်ကနေထွက်လာနေကြပါတယ်။မိုးရဲရေထဲမှာထွက်ပြေးတိမ်းရှောင်နေကြရတာလို့ဆိုပါတယ်။ အဓိကကတော့ဖက်ကတ်မြို့နယ်ထဲမှာလုံခြုံမှုပိုင်းပေါ့လေလုံးဝမရှိတော့တဲ့အတွက်အခုလိုမျိုးထွက်လာကြတာလို့ဖက်ကတ်ကနေမြစ်ကြီးနားကိုရောက်လာတဲ့စစ်ပေးဆောင်လူငယ်တယောက်ကပြောပါရီဖက်ကတ်မြို့နယ်ထဲမှာဆိုရင်ဒီစစ်ကော်မရှင်ပူးပေါင်းတက်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KYA ပူးပေါင်းတက်တို့အကြားမှာအပြန်အလှန်ပြစ်ခတ်မှုတွေနေတိုင်းဖြစ်နေတယ်လို့အဲ့ဒီပြစ်ခတ်မှုတွေထဲမှာဆိုလို့ရှိရင်လည်းအရက်သားပြည်သူတေဆုံးမှုတွေကနေတိုင်းလိုလိုရှိနေတာဖြစ်ပါတယ်